စစ်ကောင်မရှင်တပ်သား9ယောက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှနိုဝင်ဘာလ23ရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့နေချဆောင်တပ်ဖွဲ့ဝင်တွေဟာကိုကိုစိန်35နှစ်ဒူးရဲမုံစိုးသူရ38နှစ်အောင်ဆန်းထု25နှစ်နဲ့ကျော်စရာလင်း32နှစ်တို့ဖြစ်ကြပြီးမြန်မာစစ်သားကတော့မင်းမင်းဦး41နှစ်တို့ဖြစ်တယ်လို့ဆိုပါတယ်။သူတို့ကို ရခိုင်နေဆက်အနီးဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ခေါင်းတုံးနေမြေမှာလမ်းပြောင်နေတော့ဒေသခံတွေအကြောင်းကြားရကနေဘင်္ဂလားဒေ့ရှ်နေချာဆောင်တဲ့ BGB ကနိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီလောက်မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အခုဖမ်းဆီးမိသူ9ဦးဟာမောင်တော်မြို့နယ်တစ်ခုလုံးကို AA သိမ်းပိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နေဆက်ကိုထွက်ပြေးပြီးခိုအောင်နေကြသူတွေလားဒါမှမဟုတ် AA ရဲ့ထိန်းသိမ်းရေးစခန်းကနေထွက်ပြေးလွတ်မြောက်လာကြသူတွေလားဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ သူတို့တွေဟာမြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်အတင်းအကျပ်ခိုင်းစေခံရသူတွေဖြစ်ကစခန်းကနေထွက်ပြေးလာကြသူတွေဖြစ်ကြောင်းအင်္ဂလိပ်ဘာသာစကားနဲ့မတောက်တခောက်ပြောကြားခဲ့တယ်လို့နေချောင်းဆောင်တဲ့ BGB ကပြောပါရတယ်။